Idea Story Knowledge Entertainment Channel မှာ ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုဖိုင်မှာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အစားများတဲ့ဘူးစီဘူးရွက်ဘွညုံအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘူးစီဘူးရွက်ဘူးညုံကိုကျွန်တော်တို့မြန်မာလူမျိုးတွေအနေနဲ့ဟင်းလျာအဖြစ်အဲအမြဲတမ်းလို့လို့ဒီချက်ပြုတ်စားသောက်ကြလေးရှိပါတယ်ဘူးစီဆိုလို့ရှိရင်လည်းကျွန်တော်ဘူးစီကြုံအနေနဲ့ ကြော်စားမလားဓမ္မမဟုတ်ဘူးဆိုလို့ရှင်ကြက်သားနဲ့ဘူးသီးရောချက်ပြီးတော့စားမလားဘူးသီးဟင်းညိုလေးတွေဘူးသီးချင်လေးတွေလုပ်ပြီးတော့ကျွန်တော်စားမလားပေါ့နော်ကျွန်တော်တို့ညီလမ်းမျိုးမျိုးနဲ့ချက်ပြုတ်စားတော့ကြတာပဲဖြစ်ပါတယ်ဘူးညွန့်ဆိုလို့ရှင်လည်းကျွန်တော်ဘူးညွန့်လေးတွေကိုကြော်စားမလားဓမ္မမဟုတ်ဟင်းညိုအနေနဲ့ပေါ့နော်ကျွန်တော်ဒီရတာရှိရှိစားမလားအမျိုးမျိုးကျွန်တော်တို့စားတော့ကြပါတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီဘူးသီးကိုချက်ပြုတ်စားတဲ့အခါမှာလူတိုင်းအတွက်တင်လျော်ပါတယ်လူတိုင်းစားလို့ရတယ် ဒါပေမဲ့ကျွန်တော်တခုတတိထားမဲ့တစ်ချက်ရှိတယ်။ကျွန်တော်တို့ဒီဘူးသီးကို ကျောင်းမကြီးအနေနဲ့ဘူးသီးအစိမ်းကို ဖြိုကြီးအနေနဲ့လှုပ်တော့တာပဲဖြစ်ဖြစ်ဒီဘူးသီးအစိမ်းလေးတွေကို အတုအမြုံနဲ့ဒီရိုးပြော့စားတဲ့ခါမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီစားတဲ့ခါမှာတတိထားမဲ့အချက်တွေရှိတယ်။ဘူးသီးကကျောင်းမကြီးနဲ့ညီတယ်ကျောင်းမကြီးတွေကောင်းတယ်လူတိုင်းအတွက်သင်လျော်တယ်။ဒါပေမဲ့ ပို့ပြီးတော့အာနိသင်တွေရရှိဖို့ပေါ့နော် ပြီးတော့ပို့ပြီးတော့ကျမရဲ့အကျိုးကျေးဇူးတွေရရှိဖို့ကျမရဲ့ရှုထောင့်ကနေပြီးတော့ဘုရားရှင်ကိုကျွန်တော်တို့ဒီဖြိုရည်နေနဲ့ဖြစ်ဖြစ်ပေါ့နော်အတုံမြုံနေပဲဖြစ်ဖြစ်စားသုံးမယ်ဆိုလို့ရှိရင်ခေါင်းကျိုးတွေရှိပဲမယ်ဘယ်တွေဆိုကျိုးလေးရှိလို့မို့ကျွန်တော်ဒီအစိမ်းမစားမင်းတတိထားရလဲအလုံးကိုရေးကြည့်တာပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ ဘူးစီးအစင်းကိုတော့များသောအားဖြင့်စားလေးစားတာမရှိဘူး။ဒါပေမဲ့တချို့သောလူတွေမှာဘူးစီးအစင်းကို ကျမရေရှူတော့ကနေပြီးတော့စားကြတဲ့အခါမှာတတိထားမယ့်အချက်တွေလေးရှိလို့မို့ကျွန်တော်ကဒီတတိထားမယ့်အချက်လေးတွေကိုအရင်ပြောပြပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဘူးစီးအစင်းကိုကျမရေးအတွက်အသုံးမပြုမင်းတတိထားမယ့်အချက်တွေကိုဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်1ကတော့အစင်းတင်နိုင်ခြင်းပဲဖြစ်ပါတယ်။ဘူးစီးအစင်းမှာကိုကာပီတန်ဇင်လို့ခေါ်ရဲပေါ့နော်။ အစိမ့်ဖြစ်စေတဲ့ဒရပောင်းနဲ့ပါရှိလို့ပဲဖြစ်ပါတယ်။အဲ့ဒီဒရကဘူးဒီရဲ့အရာသာကိုခါတတ်တဲ့အရာသာဖြစ်စေတာပဲဖြစ်ပါတယ်။ဒါရင်မင်းလားဆိုတော့မဟုတ်ဘူး။အဲ့ဒီဒရပောင်းကအစအိမ်နဲ့ဥလောင်းချောင်းဆန်ရတဲ့ကိုရောက်ရှိသွားမယ်ဆိုလို့ရှင်ဒီအစိမ်ဝမ်းပိုက်ပိုက်မတက်မသားဖြစ်မှုတွေပြိုလာတဲ့အန္တရာယ်ကို ဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်2ကတော့သွေးပုံကြာခြင်းကို ပိုပြီးတော့ဆိုးရွားစေမှာပဲဖြစ်ပါတယ်။ ကျွန်တော်ဘူးစီအစင်းကိုကျမရဲ့အနေနဲ့ဖြိုရည်နေနဲ့လှုပ်တော့တယ်အဲဘူးစီအစင်းလေးတွေကိုအတုံးမြုံနေနဲ့ရောပြီးတော့စားတဲ့အခါမှာပေါ့နော်သူရဲ့တဘောတဘာဝကိုကသွေးပောင်ခြင်းကိုတဘာဝအတိုင်းကြစေနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်ဒါပေမဲ့သွေးရောယောဂါရှိတဲ့သူတွေအတွက်အကျိုးရှိစေတယ်ဟုတ်တယ်သွေးပောင်ကြတဲ့သူတွေအတွက်ဆိုလို့ရှင်တော့ဒါဟာအန္တရာယ်ဖြစ်စေနိုင်ပါတယ် ပြောရရင်တော့ဘူးစီအစင်းကကျမရေးအတွက်ပေါ့နော်သွေးပုံကြတဲ့သူတွေနေနဲ့ပမာဏများများအသုံးပြုမိမယ်ဆိုလို့ရှိရင်တော့ခေါင်းကိတ်တာတွေမိုးပန်းနွမ်းနေတာတွေခေါင်းမူတာတွေဖြစ်ပေါ်စေနိုင်ပါတယ်အဲ့အတွက်သွေးပုံကြယောဂါရှိသူတွေနေနဲ့ကတော့ဘူးစီအစင်းကိုကျမရေးအနေနဲ့အသုံးပြုမယ်ဆိုလို့ရှိရင်အစင်းကိုကျွန်တော်ဒီမစားဘဲနဲ့ပေါ့နော်ဘူးစီကိုချက်ပြုတ်ပြီးတော့စားသုံးတာကပုံမကောင်းမှုစေမှာပဲဖြစ်ပါတယ်နံပါတ်3ကတော့ကြောက်ကက်ယောဂါရှိတဲ့သူတွေအတွက်မတင်လျော်ခြင်းပဲဖြစ်ပါတယ် ကျွန်တော်ဒီဘူးစီအစင်းကိုစားတဲ့အခါမှာကြောက်ကန်နဲ့ဆိုင်တဲ့ပြဿနာရှိသူတွေအနေနဲ့တတိထားပါမယ်။ဘူးစီအစင်းကပိုတက်ဆီယမ်တက်ကြွေးဝါးစွာပေါင်းဝင်လို့မို့ကျွန်တော်အစင်းစားတဲ့အခါမှာကြောက်ကန်မကောင်းတဲ့သူတွေကအဲ့ဒီတက်ကိုထိထိရောက်ရောက်ဆစ်ထုံးနိုင်ခြင်းမရှိပါဘူး။အားကြောင့်လဲဆိုတော့ဒီဘူးစီမှာပေါ့နော်ပိုတက်ဆီယမ်တက်လွန်ခဲ့စွာပုံမှန်တဲ့အတွက်ကြောင့်မို့ကြောက်ကပေါ်မှာဝင်ပြီးစေပြီးတော့ကြောက်ကရဲ့လှုပ်ဆောင်ချက်ကိုထိခိုက်စေနေတာပဲဖြစ်ပါတယ် ဒေါက်တာယောဂါရှိစုရဲ့အနေနဲ့ဘူးစည်းကိုချက်ပြုတ်ပြီးမှစားတာကပုံမှန်ကောင်းမှုစီမှာပဲဖြစ်ပါတယ်။နံပါတ်၄ကတော့သွေးရည်နှကြားဓာတ် အပြောင်းလဲပဲဖြစ်ပါတယ်။ဘူးစည်းစိမ်းမှာကျွန်တော်သိတဲ့အတိုင်း glycemic အညွန်ကင်းခြင်းအနေနဲ့အတွက်ကြောင့်မို့စီတော့ယောဂါရှိစုတွေရဲ့အတွက် ဒီဘွားအဖြစ်တော့စေချရတယ်လို့ကျွန်တော်တို့ယူဆရပါတယ်။ထက်ပြုတ်စားမယ်ဆိုလို့ရှိရင်တော့စီတိုယောဂါအတွက်အလွန်ကိုကောင်းမွန်တာပဲဖြစ်ပါတယ်။ဒါကြလို့အလိုမှမဟုတ်ပဲပေါ့နော်။ကျွန်တော်အရင်စကားနဲ့ပေါ့နော်။ဒီဟာလေးကတော့ကောင်းတယ်။ဒါလေးလှုပ်ကြည့်ပါလားပေါ့နော်။သူ့ရဲ့ဘေးရွှဲဆိုးကျိုးတွေကိုမတီးပဲနဲ့ဒီဘူးစီအစင်းကိုကျွန်တော်တို့ကျမယေရှုတော်ကနေနဲ့စားလိုက်မိတဲ့အခါမှာသွေးရင်းကြားတတ်တဲ့ပြောင်းလဲဖြစ်စင်နိုင်တဲ့အတွက်ကြောင့်မို့သွေးရင်းကြားတတ်အစင်းကိုအဆောင်ကျင်ပြီးတော့ကြတော့ဘူးစီအစင်းကို ရှောင်ရှားဖို့လိုအပ်မှာပဲဖြစ်ပါတယ်နံပါတ်5ကတော့ဈေးဝါးတွေနဲ့တက်ပြုတ်နိုင်ခြင်းပဲဖြစ်ပါတယ်။ဘူးဒီကစီကြော်နဲ့အတွဲပုံကျင်းအတွက်ပေးတဲ့ဈေးဝါးတချို့နဲ့တက်ပြုတ်နိုင်ခြင်းရှိပါတယ်။ဘူးဒီချက်စားတဲ့အခါမှာဒီတက်ပြုတ်တာမျိုးမဟုတ်ဘူး။ဘူးဒီအစင်းကိုကျွန်တော်ခုပြောပြသလိုဖြိုးယူလို့ပေါ့နော်။အာနိသင်ပြင်းပြင်းနဲ့ရရှိစေခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ထိတ်ပြီးတော့စားတဲ့အခါမှာဒီဈေးဝါးတွေနဲ့တက်ပြုတ်နိုင်ခြင်းပဲဖြစ်ပါတယ်။အဲဒီအတွက် ျွန်တော်တို့တကယ်လို့ထည့်သွင်းစားသုံးမယ်ဆိုလို့ရှင်ကျမရင်းဆောင်ရှောက်မှုပေးသူတွေဒါမှဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးတာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်ဟုတ်တယ်ကျွန်တော်တို့ဒီခုဘူးစီအစင်းရဲ့ဒီ side effect တွေနော်သူရဲ့ဘေးရွေးဆိုးကျိုးတွေသိပြီဆိုလို့ရှင်ဘူးစီကိုချက်ပြုတ်စားတဲ့အခါ ဘူဇီဟင်းဂျိုရဲ့ကျမရဲ့အကျိုးကျေးဇူးတွေကိုကျွန်တော်ဆက်လက်ကြည့်လိုက်ကြရအောင်ဘူဇီဟင်းဂျိုအမြဲတမ်းစားနေတဲ့သူဒါမှမဟုတ်ဘူဇီကိုအမျိုးမျိုးနဲ့ချက်ပြုတ်စားတောင်းနေသူဆိုလို့ရှင်တော့ဒီကျမရဲ့အကျိုးကျေးဇူးတွေရရှိစေမှာပဲဖြစ်ပါတယ်အဲလိုကျွန်တော်ဆက်လက်ကြည့်လိုက်ကြရအောင်ဘူဒီဟင်းကျော်ကအစာချေစနစ်အတွက်အထောက်အပံ့ပြုတယ်။ကိုလေးချင်းထင်းထင်းရမှာထောက်အပံ့ပြုတယ်။ရေတဲ့ဖြစ်တင်းပေးနိုင်တယ်။နှလုံးကျောင်းမာရေးကိုထောက်အပံ့ပြုတယ်။စားတဲ့ကျောင်းမာရေးအကျိုးကျေးဇူးတွေများစွာကိုပေးဆောင်နိုင်ပါတယ်။နံပါတ်၁ကတော့ကျွန်တော်တို့ကိုလေးချင်း ထင်ထင်ထားလို့လေသူတွေအတွက်ဖြစ်ပါတယ်ဘူးစီမှာအမြင်တတ်မြန်မာပြီးတော့ကယ်လိုရီနည်းတဲ့အတွက်ကြောင့်မို့ကိုလေးချိန်ရှော့ချဖို့အစားအစာမှာထည့်သွင်းစားသုံးဖို့အကောင်းဆုံးသောဟင်းသင်းဟင်းရွက်တစ်မျိုးလေးဖြစ်ပါတယ်။ပြီးတော့ဒီဘူးစီမှာကယ်လိုရီနဲ့အစီပါဝင်မှုနည်းပါပြီးတော့အမြင်တတ်ကျော်ရတဲ့အတွက်ကြောင့်လည်းဗိုက်ပြေစီကကိုလေးချိန်ရှော့ချရမှာအထောက်အကူပြုစေမှာပဲဖြစ်ပါတယ်။အဲဒါဘူးစီဟင်းကျိုးအဘူးစီညက်ကြတာပေါ့နော်ကျွန်တော်အမျိုးမျိုးချက်ပြုတ်စားသုံးနေသူဆိုလို့ရှင်တော့ ဒါဟာကောင်းမွန်တဲ့အချက်ပဲဖြစ်ပါတယ်။နံပါတ်2ကတော့အစာချေစနစ်ကိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်။ဘူးစီးမှာပြောင်းဝင်နိုင်တဲ့အမြင်တက်ရောမပြောင်းဝင်နိုင်တဲ့အမြင်တက်ရောပါပြီးတော့အဲ့ဒီအမြင်တက်တွေကြောင့်မို့ကျွန်တော်တို့ရဲ့အစာရေမှာရှိတဲ့အစာချက်အားကိုပို့ပြီးတော့ကျင်ညက်လေစင်မှာပဲဖြစ်ပါတယ်။ဒီအမြင်တက်တဲ့ရေတက်ကြွားစွာပေါဝင်တဲ့အတွက်ကြောင့်လည်းဥလုံရှောင်းမှုကိုကောင်းမွန်စေပြီးတော့ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီပြင်နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ဝမ်းချုပ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ကျွန်တော်တို့ဒီလေကောင်းလို့ပေါ့နော် အခြေအနေတွေဟောတယ်။သတ္တရာရစေမှာပဲဖြစ်ပါတယ်။ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်3ကတော့ကျွန်တော်တို့ကိုရေတက်ဖြစ်တင်းပေးနိုင်မှာပဲဖြစ်ပါတယ်။ဘူးစည်းမှာရေပါဝင်မှုမြင်မာပါတယ်။ပြောရရင်တော့90နှစ်ရာခိုင်နှုန်းခန့်ပါရှိတာပဲဖြစ်ပါတယ်။ဘူးပြင်းတဲ့ယာရီဥဒုမှာပဲဖြစ်ဖြစ်ကိုယ်ကရလေးချင်ငါပြုတ်လို့တဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်။ကျွန်တော်ဒီဆုံရှုံသွားတဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေချက်ကိုထင်းထင်းမှုကွန်ရှင်ပေးနိုင်ပါတယ်။ကျွန်တော်ဒီဖျေးသီးလို့ပါပဲ။ဘူးစည်းမှာရေတက်ပါဝင်မှုမြင်မာပါတယ်။ခန္ဓာကိုယ်ကရေတက်ပြိုးဝစေပြီးတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့အေးများစေတဲ့အာနိသင်ကိုရရှိစေမှာပဲဖြစ်ပါတယ်။နံပါတ်၄ကတော့နှလုံးကျောင်းမာရေးအတွက်ဖြစ်ပါတယ်။ဘူးစီအားပိုတက်ဆီယမ်ကျော်အားစွာပါပဲနဲ့အဲ့ဒီပြင်မဂနီဆီယမ်ဓာတ်လေးပါဝင်လို့မသွေးပေါင်းကျဉ်တဲ့နှလုံးခုန်တော့ကိုထင်ကြီးပေးနိုင်တယ်။ပြီးတော့ဓာတ်တုံးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်တဲ့အတွက်ကြောင့်မကောင်းတဲ့ cholesterol LDL ကိုလျှော့ချပေးနိုင်ပါတယ်။ဘူးစီကိုပုံမှန်စားသုံးပေးခြင်းဖြင့်နှလုံးကျောင်းမာရေးကိုကောင်းမွန်စေမှာပဲဖြစ်ပါတယ်။ နမငါးကတော့အချံပေါက်တာတွေပေါ့နော်အစစ်တီဖြစ်တာတွေကိုသက်တာစင်နိုင်ကြမယ်ဖြစ်ပါတယ်ဘူးစီကအေကာလိုင်းတက်ရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီအချံတက်များနေမယ်ပေါ့နော်အစိမ်ချင်တက်တင်များနေမယ်ဆိုလို့ရှိရင်ဖြစ်လာတဲ့ဒီချင်တက်တာတွေပေါ့နော်ဝမ်ပိုက်မမိသားဖြစ်တာတွေကိုသက်တာစင်နိုင်မှာပဲဖြစ်ပါတယ်နမ၆ကတော့ရောင်ရမ်းမှုကိုချောချပေးနိုင်တယ်ဘူးစီမှာရောင်ရမ်းမှုကိုတိုက်ဖြတ်ပေးနိုင်တဲ့ဂုဏ်သတိတွေပါရှိပါတယ်။အဲဒါကခန္ဓာကိုယ်ရဲ့ကျန်းမာရေးစုစုပေါင်းအားလုံးကိုထောက်ကူပြုတာပဲဖြစ်ပါတယ်။ အဲ့ဒီပြင်ဗီတာမင်စီဇင်မဂနီဆီယမ်လိုဗီတာမင်နဲ့သတ္ထုဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်မို့အသားရေအတွက်လည်းကောင်းကျိုးများစွာရှိစေပါတယ်။အရမှုကိုရှော့ချပေးတဲ့ဂုဏ်သတိတွေကြောင့်လည်းအရေပြားရရန်နာတွေကိုပြေလျှော့စေမယ်။ငင်းကူနဲ့အရေပြားပြဿနာတွေကိုပေါ့နော်သက်တောင် ကုညီပေးနိုင်မှာပဲဖြစ်ပါတယ်။နမခွန်ကားလို့စိတ္တယောဂါရှိစုတွေအတွက်ဖြစ်ပါတယ်။ဘူးသီးကိုကျွန်တော်ချက်ပြုတ်စားလိုက်တဲ့အခါမှာ ကာဝဟိုက်ဒရိတ်နေပါတာတွေကယ်လိုရီနေပါတာတွေနဲ့အမြင့်တက်ကျေဝါတဲ့အတွက်ကြောင့်မို့စီတိုယောဂါရှိစုတွေအတွက်တင့်တော်တဲ့ကျန်းမာရေးနဲ့ညင်ညွတ်တဲ့အစားအသောက်တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ဘူးစင်းစင်းကိုကျန်းမာရေးအတွက်အသုံးပြုမယ်ဆိုလို့ရှိရင်တော့စီတိုယောဂါရှိစုတွေအနေနဲ့ကတော့ဒါသတိထားပါမယ်။နံပါတ်၈ကတော့ကိုခန်းစနစ်ကိုမြင့်တင်ပေးနိုင်ပါတယ်။ဘူးစီမှာဗီတာမင်စီပါဝင်တဲ့အတွက်ကြောင့်မို့ကုခန်းစနစ်ကိုမြင့်တင်ပေးပြီးတော့ယောဂါတွေနဲ့ကုဆက်ယောဂါတွေကိုခုခံနိုင်စွမ်းပုံပုံတိုးစေမှာပဲဖြစ်ပါတယ် ။အမကိုကတော့အစိတ်တောက်တွေဖြည့်ပေးတာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲမှာရှိတဲ့အစိတ်တောက်ဖြည့်လုပ်ငန်းစဉ်တွေကိုထောက်ကူပြုပြီးတော့ရေဘွားအပြင်တော့ကျန်းမာရေးကောင်းမွန်တဲ့အရည်သွေးတွေကိုညှင့်ပြင်းပေးနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့အနှစ်ချုပ်ပြောမယ်ဆိုလို့ရှိရင်လေဘူဒီယာခန္ဓာကိုယ်ထဲမှာရှိတဲ့အင်္ဂါအစိတ်ပိုင်းတွေကိုအကျိုးပြုံးနေမှာကပါဘူးအသားရေကိုကျန်းမာလာပါစေတဲ့ ။စပီဖြူချင်းကိုယုံနေစေတဲ့ပြန်ကိုလေးချင်းထင်းကိုလေးသူတွေအတွက်ချီချီရောက်ရောက်အကျိုးပြုစေတဲ့အစွမ်းသက်တည်တွေနဲ့ပြည့်စုံတဲ့အစင်းရောင်ဟင်းသင်းရွက်တို့မျိုးလေးဖြစ်ပါလေ။ရတဲ့ပုံမှုများပြားသလိုအချိန်ကြာမြင့်စွာချက်ပြုတ်ပေးဖို့မလိုပဲအချိန်ကုန်သက်သာစေပါရယ်။ဒါကြောင့်မို့ဆေးဘဝင်ဟင်းရွက်နွယ်ပင်တမျိုးဖြစ်တဲ့ဘူးသီးကိုကျွန်တော်တို့လူအမျိုးမျိုးစားသုံးနိုင်ပါတယ်ဆိုတဲ့အကြောင်းသိစေချင်ပါတယ်။ ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ဘူးသီးအစိမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာရဲ့ပြီးတော့ဘူးသီးကိုချက်ပြုတ်စားတော့တဲ့အခါမှာရရှိလာမယ့်အကျိုးကျေးဇူးတွေကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးပြီးတော့ကြာတော့ကျွန်မရဲ့အကျိုးကျေးဇူးစုစုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျွန်မရဲ့အကျိုးကျေးဇူးစုစုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လုံးဝပါပီတီဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမ၏ဘုဒ္ဓတရားတွေတို့ပွားပြီးစိတ်ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေ။